ွားเสียရမလို့ပဲအစာရင်ထဲတန်းရောက်သွားမယ်ကဘာအပိန်ဆုံးခောက်ဆွဲပိန်ပြိတ္တတို့ရဲ့အခုမြင်နေရတာကတော့ခောက်ဆွဲပြုလုပ်ဖို့အတွက်ဂျုံမုံရက်တွေကိုတွဲခါရန်ကနေစင်မြင့်ပေါ်တက်လာတဲ့တရုတ်အဖိုးကြီးပဲဖြစ်ပါတယ်။သူကကဘာအပါဆုံးခောက်ဆွဲပြုလုပ်ဖို့ဂင်းနစ်စံချိန်တင်မဲ့စင်မြင့်ပေါ်ကိုရောက်ရှိလာတာပါ။သူနဲ့အတူဘေးမှာလည်းလက်ထောင်မျိုးသမီးတယောက်ပါလာပါတယ်။ပြိတ္တတို့အခုမြင်နေရတဲ့အဖိုးကြီးကတော့တရုတ်စပူမှုကြီးတဦးဖြစ်ပါတယ်။စပူမှုကြီးရဲ့လက်ထောက်မျိုးသမီးကဘေးကနေဂျုံမုံတွေကိုစပွဲဝော်ကိုဖြန့်လိုက်ဖြူလိုက်လုပ်ပြီးနေပါတယ်။ စဖို့မှုကြီးဟာသူ့ရဲ့ဂျုံမုံညက်တွေကိုကျိုးပုံတလိုမျိုးတွဲရမ်းပြီးတော့ကမ္ဘာအပိန်ဆုံးအပားဆုံးခေါက်ဆွဲပြုလို့ကိုအရင်ဆုံးလက်တော်ဝါးစာဂျုံသားတွေကိုဖဲထုတ်လိုက်ပါတယ်။အဲ့ဒီနောက်ပြောဤနေတဲ့ဂျုံသားမျိုးတွေကိုထပ်ခါထပ်ခါစတင်ပြီးတော့ဆွဲဆန့်ပါတော့တယ်။ကမ္ဘာအပအောင်ခေါက်ဆွဲဖြစ်ခင်းနှစ်စံချိန်တင်နိုင်ဖို့ဆိုရင်3.3 3.1လက်မထပ်ပို့ပြီးတော့ပါးပါပိန်ကက်နေမှာပဲရမှာပါ။ဒါလိုလဲဆိုတော့2010ခုနှစ်မှာအီတလီလူမျိုးတင်ထားတဲ့3.3 3.1လက်မ3.33မီလီမီတာထပ်ပို့ပြီးတော့ပါးနိုင်မှာရမှာပါ။ အဲ့ဒီနောက်စပိုမူကြီးရဲ့ခေါက်ဆွဲကိုတိုင်တာကြည့်ကြပါရစေ။နောက်ဆုံးမှာတော့3.1မီလီမီတာနဲ့ကမ္ဘာဆန်ချိန်တစ်ကိုတင်နိုင်ခဲ့ပါရစေ။ဒါဟာဗဇက်ထဲရောက်သွားတာနဲ့တခါတည်းအရေပြော်ပြီးအစာရင်ထဲရောက်သွားနိုင်တာမျိုးပါ။ဒီဆန်ချိန်ကိုထွက်ချုံမဲ့သူကတော့ခေါက်ဆွဲလိုကြလိုက်တာနဲ့စားပြီးသားဖြစ်သွားစေမယ့်ခံစားမှုကိုပေးနိုင်တဲ့အထိပိတ်ကပ်ပါချင်အောင်လုပ်နိုင်မှာပဲရှားတော့မှာပါပြည်သက်တို့ရဲ့။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်။ အိန္ဒိယအစိုးရဟာပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းကအာကာသနဲ့ပတ်သက်ပြီးဂုံသိမ်းစာအမြင့်မားဆုံးစုတစုဖြစ်တဲ့ Major Dhan Chand K Rana Award ဆုပေးပွဲကျင်းပခဲ့ပါတယ်။ဒီပွဲမှာကမ္ဘာအသံငယ်ဆုံးစစ်တူရင်ချန်ပီယံဖြစ်လာတဲ့အိန္ဒိယသားလေး Guke ကလည်းဒီဆုကိုရရှိခဲ့ပါတယ်။ K Rana ဆုဟာအိန္ဒိယရဲ့လူငယ်ရေးရာနဲ့အာကာသဝန်ကြီးဌာနကပေးအပ်တဲ့နိုင်ငံအဆင့်ရှိတဲ့အမြင့်ဆုံးဂုဏ်ပြုဆုပဲဖြစ်ပါတယ်။ Google ရဲ့ထူးခြားတဲ့အောင်မြင်မှုကအိန္ဒိယမှာသာမကကမ္ဘာတဝန်းကစစ်တူရင်အခင်းကျင်းကိုပါပြောင်းလဲသွားစေခဲ့တာပါ။ လက်ရှိကမ္ဘာစစ်တူရင်ချန်ပီယံဖြစ်လာတဲ့အိန္ဒိယသားလေးဂူကေဟာအသက်18နှစ်ပဲရှိပါသေးတယ်။ဒီအောင်ပွဲကြောင့်ဂူကေဟာအာကစားသမိုင်းတလျှောက်အသက်အငယ်ဆုံးကမ္ဘာချန်ပီယံလေးဖြစ်လာခဲ့ပါတယ်။ဒါဟာ1985ခုနှစ်မှာတင်ခဲ့တဲ့အသက်22နှစ်ကမ္ဘာအသက်ငယ်ဆုံးချန်ပီယံစံချိန်ကိုပါဂူကေဟာတဘာတည်းရိုက်ချိုးပစ်ခဲ့တာပဲဖြစ်ပါတယ်။ဂူကေဟာစင်ကာပူမှာကျင်းပတဲ့ကမ္ဘာစစ်တူရင်ချန်ပီယံလူပွဲကိုရခိုင်ချန်ပီယံတရုတ်လူမျိုးဒင်းလီယံကိုအနိုင်ယူပြီးတော့ရရှိခဲ့တာပါ နိုင်ငံအဆင့်စုပွဲပွဲမှာတော့ဂူကိဟာဟော်ကီနဲ့တနက်ပြစ်အားကစားတွေမှာသူ့လိုပဲကမ္ဘာအဆင့်စုတစ်စိတ်တွေစုဖူးခဲ့တဲ့တခြားအိန္ဒိယကစားသမားတွေနဲ့အတူခေရနာစုကိုပါတက်ယူခဲ့တာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ငါးနှစ်ကလေးတယောက်ရဲ့ထူးခြားတဲ့တောင်းဆိုမှုတစ်ခုကိုလိုက်လျောပေးခဲ့တဲ့အမေရိကန်ရဲများအယောက်80ကျော်ရှိတဲ့ရဲတွေကဒီကလေးရဲ့တောင်းဆိုမှုတစ်ခုကိုတနာကျင်နာစွာနဲ့လိုက်လျောပေးခဲ့ပါတယ်။ဒီကလေးရဲ့အဖေကလည်းထူးချွန်တဲ့ရဲတယောက်ပါပဲ အမှုတမှုကိုလိုက်နေစဉ်အတွင်းဒီကလေးရဲ့အဖေကလူဆိုးတွေလက်ချက်ကြောင့်စိတ်မကောင်းဖွယ်ရာအသက်ဆုံးမသွားခဲ့ရပါတယ်။ရဲအသားဝင်တစ်ခုလုံးကသူ့ရဲ့နာရီကိုသူ့ရဲ့ကောင်းတစ်ယောက်လိုမျိုးတခန့်တနားနဲ့ပြုလုပ်ပေးခဲ့ပါတယ်။ပြီးတော့သူ့ရဲ့နောက်ဆုံးခီးကိုရဲတွေအကုန်လုံးကလိုက်လံပို့ဆောင်ပေးခဲ့ကြတာဖြစ်ပါတယ်။ဖအေးဆုံးမသွားတဲ့နောက်ပိုင်းပထမဆုံးကြောင်းမြတ်တရမယ်ရမှာတောင်းဆိုမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ဒီတောင်းဆိုမှုကသူ့ကိုရဲတယောက်ကကြောင်းလိုက်ပို့ပေးဖို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့လက်တွေမှာတော့ရဲတယောက်စားစုစုပေါင်းရဲအယောက်90လောက်ဟာကျောင်းသွားမယ်လမ်းမှာတန်းစီပြီးတော့စောင့်နေကြတာပါအဖေဖြစ်သူရဲ့ရဲတစိုက်ကိုတတ်ထားတဲ့ဒီကလေးကိုရဲတွေကတလေးတစားနဲ့အကြောင်းကိုလိုက်ပို့ပေးခဲ့ကြတာဖြစ်ပါတယ်ပြီးတော့လည်းအမှတ်တရအဖြစ်နဲ့ဒီကလေးအတွက်ရဲအင်ကြီးတစ်ထည်ကိုတောင်မှပေးခဲ့ပါသေးတယ်ဖခင်မရှိတော့ပဲတားကိုကြံရင်တဲ့လုံဖို့ကိုင်းဘက်တွေကသူ့ကိုစားဆောင်းလျှောက်ပေးနေတဲ့မြင်ကွင်းကမြင်ရသူတွေကိုဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်နေပါတယ် ဒီလိုဖြစ်ရမျိုးကိုထပ်မံကြည့်ရှုနိုင်မှုအတွက် Mass Media ကိုပရိသတ်တွေ like and follow တွေလုပ်ပေးသွားနိုင်ပါတယ်ရှင်။